ခန်းဆက်လေးညာကလိနှင့်တွေ့ဆုံခြင်းကန္တာသည်တမယမှုကြည်ပြီးတရေခမအပြည့်တန်ရရှိသွားသောခါ၌တည်တည်ကံပစ္စည်းများပြန်လည်ရရှိရန်အတွက်ချုပ်ပန်းရလေ၏။ဆောက်လွားများရေ၍ရုံတို့တင်ရ၏။ရုံမှခေါ်ယူထုတ်ပေးသောခါ၌ညာဤကိုရုံတို့ခေါ်သွားရ၏။ဤသို့နှင့်ပင်ကန္တာနှင့်ညာဤသည်တပူတော်တော်တော်သွာလာနေရ၏။ထိုနေ့တွင် ုံးတို့သွား၌မိုးရွာသည်ဖြင့်မြတ်ကြီးကထီးကိုဖွင့်၍ဆောင်၏ကန္တာမမူထီးမိုးအောက်သို့မဝင်ဘဲမိုးရေထဲမှဆောက်၍သွားနေရ၏ထိုကြောင့်မြတ်ကြီးကအခုကန္တာမိုးရေဆိုနေပြီထီးရောက်ကိုဝင်ပါဟိုဆိုလေ၏ထိုကြောင့်ကန္တာကထီးတိတိလေးအောက်မှနှစ်ယောက်အတူဝင်ပြီးသွားလို့ဘယ်တင့်တော်ပါမလဲဟိုမြင်းဆိုလိုက်ရမြတ်ကြီးက အကိုကန်သာကမျက်ရည်နဲ့တွေ့ပြီးသွားမှရှက်လို့လားဟူမေးလေ၏အခုပြောတဲ့စကားကကျုပ်တို့မဟုတ်ပါဘူးမျက်ရည်ကိုထိခိုက်မှဆိုလို့ပြောတာပါဟူပြန်၍ပြောလိုက်လေမျက်ရည်ကအကိုကန်သာမှာအခုလိုထောက်ထားတတ်တဲ့စိတ်တွေရှိနေတာကိုမျက်ရည်ကတိတ်ပြီးလေးစားတာပဲယောက်ျားတော်တော်များများကမိမတွေပေါ်မှာထောက်ထားညတာမှုတွေနည်းလာပြီဟူကြီးတန်လေးဖြင့်ပြောလိုက်လေ၏ ညရီကိုတော့အကိုကန်တာကထောက်ထားညတာရမှာပေါ့ဟိုပြန်ရည်ဖြစ်လေညရီကဘာဖြစ်လို့လဲဟိုမေးလေဦးဘာဖြစ်လို့လဲဆိုတာဖြစ်ရရင် အခွင့်ရယူတယ်လို့ဖြစ်သွားမှာပေါ့အဲ့ဒီလိုဖြစ်သွားရင်အကိုကန်တာတယောက်တည်းချိခဲ့မှာမဟုတ်ဘူးရေတက်ဖွဲ့တစ်ခုလုံးကိုညရီနေနဲ့အထင်သေးသွားလိုက်မယ်ဟိုကန်တာကပြန်ရည်ပြောလေဦးအထင်မသေးပါဘူးအကိုကန်တာရဲ့ပြောမှသာပြောစမ်းမှာ ဟုညရီကပြောလိမ့်၏ထွက်ကကန်တာကဘာဖြစ်လို့လဲဆိုတော့ညရီကိုကျုပ်ကချစ်လို့ပဲဟုထဲ့ရိုးကြီးပြောလိုက်လိမ့်၏ထွက်ကညရီကချစ်တယ်လေပြောသေးတယ်အဝေးကြီးကနေရှောက်နေအနာကမကပ်ဘူးဟုပြောလိုက်ရင်ကန်တာသည်ညရင်လက်အတွင်မှထီကိုလမ်းယူလိုက်ပြီးညရင်နဲ့အတူထီဆောင်၍လာလိမ့်၏ထို့ပြင် ထီးမကင်သောလက်တပည့်ဖြင့်ညယီဤပခုံးလေးကိုဆွဲ၍ဖက်ထားလိုက်လေ၏။ညယီသည်ကံတားဤအပြုမူကိုညင်ဆန့်ခြင်းလည်းမပြုရုံးကန်ခြင်းလည်းမပြုဘဲလိုက်၍လာလေ၏။တရားယုံဤသို့ရောက်သောအခါ၌လူတစ်ယောက်သည်အမိုးတစ်ခုအောက်မှထွက်လာပြီးလျှင်အလိုညယီနဲ့ကိုကံတားပါလားဟိဟိနေရာကြတယ်လောက်ပေါ်ဗျာခမည်းတော်ကရဲပဲရှားကောင်းနောက်ပြည့် ရတာကိုကောက်ပြီးနောက်ကိုပြရတာလေဟူပြောကတဟားဟားရေလေဤကန္တာသည်စိတ်ဆိုး၍ထို့သူအားဟဲ့လူဘာပြောတာလဲဟူခေါင်းငေါင်းငေါင်းမေးလိုက်ရမြတ်ကြီးကအခုကန္တာရဲ့စိတ်မဆိုးပါနဲ့သူကစိတ်မနှံ့ဘူးဟူဝင်၍ဟန်တာလိုက်ရင်ထို့လူကမြတ်ကြီးရဲ့စိတ်မနှံ့ဘူးလို့မပြောပါနဲ့ ယူတယ်လို့ပြောလိုက်စမ်းပါစိတ်ကဘာလို့မနှံ့ရမှလဲနှံ့လုံးလို့ဟိုဘက်တောင်းလို့နေသေးတယ်စိတ်မနှံ့တာကနင်းတို့နဲ့ရောက်ကိုကန်သားစိတ်ကနှင်းစီရောက်နေတယ်နှင်းစိတ်ကကိုကန်သားစီရောက်နေတယ်ငါစိတ်ကနေရာတိုင်းကိုရောက်နေတယ်ဒါကြောင့်စိတ်နှံ့တယ်ဒါပေမဲ့ယူနေတယ်ဘာကြောင့်ယူတယ်လဲဆိုတော့လူကောင်းမဖြစ်ချင်လို့ယူတာငါလူကောင်းဖြစ်ရမှာတိတ်ကြောက်တယ်ဟာငါ့ကိုလူကောင်းလို့ပြောရင်စိတ်ဆိုးတယ်အယူလို့ပြောရင်စိတ်မဆိုးဘူး ငါနဲ့တွေ့ရင်ငါ့ကိုအယူကိုညာကလေးကြီးလို့ခေါ်စမ်းပါဟာငါကကျေးဇူးတင်ရမှာညာကလေးဆိုတဲ့ကောင်ကယူနေတာအဲ့ဒါဘာဖြစ်လဲညာကလေးဟာအယူပဲဒါပေမဲ့တစ္ဆာရှိတယ်ဘသူ့ကိုမှမတရားမလုပ်ဘူးတူးချင်းပေါ်မှာလည်းတစ္ဆာရှိတယ်ကိုနေတဲ့လမ်းပေါ်မှာလည်းတစ္ဆာရှိတယ်ကိုနေတဲ့ရက်ကွက်ပေါ်မှာလည်းတစ္ဆာရှိတယ်ကိုနေတဲ့မြို့ပေါ်မှာလည်းတစ္ဆာရှိတယ်။ကိုနေတဲ့တိုင်းပြည်ပေါ်မှာလည်းတစ္ဆာရှိတယ်။ဒါကြောင့် သစ္စာရှိရှိညာကလေးတဲ့မှတ်ထားတာဒီမှာမြတ်ရည်နေကုန်ကချစ်တယ်နေကကိုကန်တကိုချစ်တယ်ဒါပေမဲ့ငါစိတ်မပြောင်းဘူးချစ်နေတုံးပဲနေကိုချစ်ပြီးဘာကိုချစ်မလဲတိလားအုံဒီကိုချစ်မယ်ဈေးသေးသွားမယ်ငါတော့အုံဒီရောက်နေအုံဒီတလုံးတောင်းပြီးချစ်ပြစ်မယ်ချစ်ပြစ်ပြီးမြတ်ရည်ကိုမပေါင်းရပါမယ်ကောက်ရင်းပေါင်းကိုပေါင်းမယ်အဲ့ဒီကောက်ရင်းကို အုံဒီနဲ့စားမယ်ဘလို့လဲရောက်တော့ဖြစ်ကြည့် ကျုံနဲ့အတူလိုက်စားမလားမစားပါဘူးလို့တော့မငင်းနဲ့နော်ဟုတ်ပြောလိုက်ရကန်တာကဟေ့ကောင်အရှိကဖယ်စမ်းထုတ်သွားတော့မယ်ဟုဆိုကထွက်သွားနေတော့ဤအခုကန်တာစိတ်တွေတိတ်ပြီးတူနေတာလားညရင်ရှားကနေတောင်းမှမာလဲသူကအယူပဲဥစ္စာစိတ်မတူပါနဲ့ဟုတ်ဖြည့်သိမ့်လိုက်ရကန်တာကသူယူတာကအနောက်မလို့အသွားမလို့ပဲ အချုပ်ထဲရောက်သွားလိမ့်မယ်ဟုပြောလိုက်လေ၏အခုကန်တာကြီးကိုညာကလေးကြီးကယူပေမဲ့မျက်ရည်လိုရက်ွက်မှာအချစ်တော်ရှင်လမ်းပြမယ်ဆိုရင်လေသူကအရှိဆုံးကဝင်လို့တယ်ဗန်းထဲကကလေးတွေကြောင်းသွားရင်လေကားတွေဘာတွေမတိုက်မိအောင်သူကကြောင်းကိုလိုက်ပို့တယ်အလူတွေဘာတွေရှိရင်လေထင်းခွဲရေခက်ကအစာမနာရလှုပ်ပေးတယ်ရက်ွက်မှာခင်းဆောင်ဖို့လိုရင်လေသူကဆောင်ပေးတယ် ဒါကြောင့်မို့လို့တရက်ကွက်လုံးကချွေးကြမွေးကြနေပေါ့ရွှေမရှိရွှေမရှိမျိုးမရှိတကောင်ချက်ပါမျက်ရည်တို့ရက်ကွက်မီလောင်တုံးကပြင်တော်အိမ်တလုံးထဲမှာကိုဝင်ဆောင်မိမတယောက်ပိတ်မိနေတယ်လေဘသူမှဝင်ပြီးမကြက်ရဲဘူးကိုညာကလေးကြီးကအသက်ဆွန့်ပြီးအဲ့မိမကိုပွေပြီးထုတ်လာခဲ့တယ်အဲ့ဒီမိမဟာလှစေတော့လှောက်ကြလေးမွေးတယ်အဲ့ဒီကောင်လေးကိုဘယ်ကလေးလိုနာမည်ပေးကြတယ် ဘဲကလေးလေးတောင်ကြောင်းနေတဲ့အရွယ်ရောက်သွားပြီဟူပြောကညရီကရေလေဤညရီပြောတော့လေညာကလေးဆိုတဲ့အယူဟာတိတ်လေးစားဖို့ကောင်းတာပဲဟူကန်တာကပြောလိုက်လေတော့တည်းအခန်းဆက်ကကန်တာဤဒုက္ခကိုညာကလေးကကိုညီလိုက်ခြင်းတညတွင်တရားဟိတာတွင်တရားအထုံနေသောဥလူလာရုပ်တည်းနေမကောင်း၍အသေးတံဖြစ်သည်ဖြင့်ကန္တာအားလာရောက်၍အကြောင်းကြားလေ၏ ကန်တာလဲတရားရည်တာတော်ရမည်ဖြစ်သောကြောင့်ဌာနမှထုတ်ပေးထားသော၆လုံးပြူတနက်ကိုကောင်းအောင်တွင်ထား၍တရားရည်တာတို့ထွက်လာကလေး၏ဆရာဝန်ကိုပါခေါ်၍ရိတ်တာတို့တော်ရောက်ကဥလိဖြစ်သူအားကြည့်ရှုလေး၏ထိုညကအိမ်တွင်ကြံခဲ့သောဥပ္ပဟုံကလည်းခြောက်ဆိုးသောကြောင့်ခြောက်ဆိုးပြတ်စေတောက်၍အိမ်လေး၏ခြောက်ဆိုးပြတ်စေတဲ့တွင် ပိတ်ဆေးအင်းငယ်ပါ၏မိုးလင်းကနေတွင်ဥပ္ပဝန်သည်ကန္တာရှိရာတရားရိပ်သာသို့လိုက်လာပြီလင်ကန္တာအားကန္တာရေဒုက္ခတော့တွေ့ပြီဟေငါလည်းချောင်းဆိုးဆေးတော့ပြီးအိတ်လိုက်တာကွာအိတ်မိုးချသွားတယ်အိမ်ကိုတခိုးဖောက်တယ်ကွာငွေတွေရောပစ္စည်းတွေပါပါသွားတယ်ဒီထက်ဆိုတာကမင်းရဲ့ခေါင်းအောက်မှာထားခဲ့တဲ့၆လုံးမျိုးတက်နပ်ပါပါသွားတယ်ကွာ ဟုပြောလိုက်လေကန္တာသည်ရောင်ရမ်း၍ဟိုက်ကနေအော်လိုက်လေထို့ကဥဘော်ဟုကတနေပြမှုနဲ့မင်းအလုတ်ပြုတ်နိုင်နေဟုပြောလိုက်ရဥလူလာကအလုတ်ပြုတ်ရုံဘဲကမလဲထောင်မှကျနိုင်နေဟုဝေးဝေးထောက်လိုက်လေကန္တာလည်းငယ်ဒိတ်ကိုမွေပေါက်ကဲ့တကယ်တော့ခံစားလိုက်ရလေထို့နောက်ကန္တာသည်ဥလီအာနှုတ်ဆက်၍ပြန်ကလေး၏ ထို့သို့ပြန်ခဲ့ရာတွင်ညံ့ရီအိမ်သို့ဝင်၍ညံ့ရီကိုနိုးပြီးလျင်အချိုးချောင်းပြပြလိုက်ရာညံ့ရီလည်းကြူကြူပါအောင်ငိုကြွေးလေတော့ဤကန်တာလည်းအိမ်သို့ပြန်လာပြီးလျင်တခိုးဤခြေရာလျာများကိုကြည့်ရှုလေ၏ဥပ္ပဟုဤတေတာတွင်မှငွေရှိသိမ်းပါသွားကြောင်းကိုလည်းသိရ၏ကန်တာသည်ပလက်ကလေးထိုင်တလုံးပေါ်တွင်ထိုင်ကမအိတ်တော့ပဲအချက်တည်းမှာ ထွက်ပေါက်ကိုစဉ်းစားလေတော့ဤဤတို့နည်းပင်ငိုးထိန်ထိန်လင်းသွားတော့ဤမိုးလင်းသောခါ၌ဥပဟွန်သည်ထုံးစံအတိုင်းထမင်းကျော်ရောင်းရန်ထွက်သွားလေရာကန္တာတယောက်တည်းအိမ်မှာကြံကြလေတော့ဤကန္တာဤစိတ်ကူအာယုန်တွေတွင်တနက်ပြမှုနှင့်ထောင်ချသွားပုံညရင်နေလွယ်သွားပုံထောင်မလွတ်တော်ခါ၌ဤသည်အလုံးမလုံရင်မဖြစ်ပဲ ဆုတ်ပြတ်တက်သွားပုံတို့သာပေါ်နေတော့ဤထို့ကြောင့်စိတ်အညစ်အကြေးမြင်လျက်ရှိလေတော့ဤမိုးထိတ်ထိတ်လင်းသွားသောအခါ၌ဆောလွန်သောကြောင့်မဖြစ်ရတခွက်ကိုဖြော်၍တောင်းလေတော့ဤတို့ရာတွင်စိတ်မှမချမ်းသာလာပင်ထိုအချိန်၌ခန္ဓာတို့ဤတဲ့ရှိသူအယူညာကလေးရောက်လာလေ၏အယူညာကလေးသည်ခန္ဓာကိုလှမ်းရည်ကြည့်လိုက်ပြီးလျှင်ညိုကလေးကိုကြည့်စံကြည့်လောက်ပါ ဆုံတော့ကလေးညူတူတူတနက်ပြောင်းလုံးကိုနင်ကိုပေမဲ့လေကထောင်ကြဖို့ပင်ပြင်သာထားဟိုဆိုလေတော့ဤထိုကြောင့်ကန်တာကသောသားမညာကလေးရဲ့စိတ်ညစ်ရတဲ့အချိန်ဒေါသပြင်းအောင်လားမလို့စမ်းပါနဲ့ဟိုပြောလိုက်ရညာကလေးကကန်တာမင်းကဒေါသဖြစ်တော့ငါ့ကိုဘယ်လိုလုပ်မှာတော့ဟိုမေးလေတော့ဤမင်းရဲ့နံကြားတဲ့ကိုငါ့ရဲ့ညာလက်တီနဲ့တအားထုတ်ထဲလိုက်မယ်လေ မင်းရဲ့နံရိုးတွေချိုးသွားလိုက်မယ်အကောင်ဆုံးကတော့ညာကလေးမင်းတော့ဟိုပြောလိုက်လေညာကလေးကရဲလိမ့်ဤခြေနဲ့အောင်ရဲပြီးနောက်ဟဲ့ဆုံတော့ဆုပ်ကန်တာမင်းလက်သေးကငါ့ကိုထိုးရမှာမဟုတ်ဘူးဘူရာနာကဟန်စိန်ကိုထိုးရမှာညာကမင်းတို့အိမ်ကိုဖောက်တာဟန်စိန်တို့လူစုกว่าညာကဘူရာနာကကကလက်ဖေးဆယ်မှာနံများတစ်ချက်နဲ့လက်ဖေးဝယ်ပြီးငါကတောက်နေတာဟန်စိန်ရဲ့ကလာကစင်ကော တစ်လင်ရဲ့မင်းတို့အိမ်ကိုဖောက်ပြီးပြန်လာကြတာအဲ့ဒီမှာတဖြည့်ဝင်ပြီးတောက်နေကြတာလေငါကသူတို့နဲ့ကက်လေးရဲ့စပွဲမှာရှိတယ်မင်းတို့အိမ်ကိုဖောက်ခဲ့ပုံကိုဟန်စိန်နဲ့ကာစင်ကအင်္ဂလိပ်လိုပြောပြီးစမြုပ်ပြန်နေကြတယ်ကာစင်ကဟန်စိန်ကိုငါ့ကိုပြပြီးသတိပေးလိုက်တယ်အဲ့ဒီခါမှာဟန်စိန်ကဒီအယူအင်္ဂလိပ်လိုမတတ်ပါဘူးလို့ပြောလိုက်တယ်လေတကယ်က ငါကမြန်မာစကားတခုပြောရင်တစ်ပဲတံဝေဆောင်ရတဲ့စိန်ဘောဆိုတဲ့နာမည်ကြီးเจ้าမှာခုနှစ်တန်းအောင်ခဲ့တာကွာဒါကိုဒီကောင်နေမသိဘူးကွာမြင်ရရှိရစမြုပ်ပြနေကြတယ်လေခိုးရပါငွေတွေကိုတော့ဟန်စင်ကတိန်းနေကာစင်ကတော့မင်းရဲ့၆လုံးပြူတနက်ကိုတိန်းရတယ်အခုနေအချိန်မီဖမ်းလိုက်ရင်ငွေတွေလည်းပြန်ရမယ်မင်းတနက်လည်းပြန်ရမယ်မင်းလည်းထောင်မကြတော့ဘူးပေါ့ညာကလိဆိုတဲ့ငါက မင်းကိုကျေးဇူးဆက်တာဟေငါရီစာမြတ်ကြီးကိုလာလူတဲ့အတွက်ကျေးဇူးဆက်တာကွာငါကမြတ်ကြီးကိုချစ်တော့ချစ်တယ်မယူနိုင်ဘူးမင်းကယူမဲ့ကောင်ဆိုတော့အတော်ပေါ့ကွာအဲ့ဒီကျေးဇူးငါ့ပေါ်မှာရှိတယ်ကွာဒါကြောင့်ကျေးဇူးဆက်တာဟေဟူရေကမောကပြောလိမ့်ဦးထို့ကြောင့်ကန်တာလဲနီးရတယ်လီဖုန်းမှာနေ၍ရဲစခန်းကိုအကြောင်းကြားပြီးလျင်ဟန်စိန်ဤအိမ်နေ ကာဆင်၏အိမ်ကိုဝိုင်း၍ဝိုင်းရန်ခိုင်းလိုက်လေ၏ထို့သို့ခိုင်းပြီးညမကြမီနိုင်မှပင်တဲခန္ဓာဦးစလုံးကိုဖမ်းမိပြီးငွေရှိသိမ့်နှင့်၆လုံးပြည့်တဲ့ကိုပြန်၍ရလေ၏တန်တာသည် အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေ၏ထို့ကြောင့်ညာကလေးကိုဖယ်၍ဟေ့ညာကလေးမိကမျက်ရည်ကိုဘာဖြစ်လို့မလိုချင်ရတာတော့ဟိုအမလို့အမေရမေးလိုက်ရညာကလေးက မိမယူရဲဆိုတာလူကောင်းတွေအလုံးကွာအဲ့ဒါကိုငါကလိုက်ပြီးလုပ်ရင်ငါကလူကောင်းဖြစ်သွားမှာပေါ့ကွာငါကလူကောင်းမဖြစ်ချင်ဘူးအယူပဲဖြစ်ချင်တာကွာငါ့ကိုလွလွလပ်လပ်ယူခွင့်ပေးထားတဲ့ဟောဒီလောကကြီးကိုငါကကျေးဇူးတင်နေတာကွာငါလူကောင်းမလုပ်ပြရစေနဲ့တငယ်ချင်းကန်တာရဲ့မျက်ရည်ကိုမင်းပဲယူလိုက်ပါဒါမှငါယူခွင့်ရမှာကွာမင်းနဲ့ယူလိုက်ပြီဆိုရင် သူ့ပေါ်မှာရောက်နေတဲ့ငါရဲ့တန်ရုံးစင်ကျိုးကိုထောင်းကနေဖြတ်လိုက်မယ်။ဟူဆိုကတဟားဟားရေလီတော့ဤကန်တာလဲရေမိလီတော့ဤထို့နောက်ကန်တာသည်ရဲစခန်းမကားကိုတောင်း၍ဥပေါ်ဟွန်ထမင်းကျော်ရောင်းတော်နေရာသို့လိုက်သွားပြီးလျင်အကျိုးကြောင့်ရှင်ပြ၍ငွေရှိသိန်းကိုပြန်၍အလိမ့်ဤထို့ကြောင့်ပြန်လည်ရရှိလာသော၆လုံးပြည့်တနက်ကိုလည်းလက်ထဲတွင်ထည့်၍လက်ပြလိုက်လီတော့ဤ ထိုအခါဥပေါ်ဟွန်ကအယူကယ်လိုကန်တာရေအယူတာမကယ်ရင်မင်းဘဝကမတွဲဝန်းစရာတောင်မရှိတော့ဘူးအဲ့တော့မင်းကအယူရဲ့ကျေးဇူးကိုတော့တိတက်ရမယ်နော်အယူပြောတဲ့မိမမယူခြင်းဘူးမိမယူလိုက်ရင် လူကောင်းဖြစ်သွားမယ်သူဟာလူကောင်းမဖြစ်ခြင်းဘူးတဲ့အဲ့ဒီစကားတွေဟာအယူပြောတဲ့စကားပဲမယ်စကားနောက်ွယ်မှာတွေးစရာတွေပါနေတယ်ဟင်မင်းပြောတာနဲ့ကို ငါကမြတ်ကလေးဆိုတဲ့အယူကိုကြီးညိုနေပြီကွအိမ်ကိုချော့ပြီးခေါ်ခဲ့စမ်းပါကွာဟောတာနဲ့နဲ့ခမင်းလေးတက်တက်လောက်ကြွေးကျင်လို့ပါဟူပြောလိုက်လေကန်သားကကောင်းပြီကောင်းပြီဟူပြောလိုက်လေထို့နောက်ကန်သားသည်မြတ်ရည်အိမ်လိုသွား၏မြတ်ရည်ကိုကြိုးစားပြောပြလိုက်ရာမြတ်ရည်ကလည်းလွန်စွာဝမ်းသာသွား၏ထို့နောက်မြတ်ရည်ကဟိုတနေ့က ညာကလေးနဲ့တွေ့လို့မျက်ရည်ကနှောက်လိုက်တယ်။ညာကလေးရဲ့ငါ့ကိုယူပါဟဲလို့နှောက်လိုက်တာပါ။အဲ့ဒီမှာညာကလေးကဘလို့ဖြစ်သွားတယ်မသိပါဘူး။ခြုံမွေးချပြီးငိုတော့တာပဲ။ငိုယုံတော့မကဘူးဆိုက်တောင်ဆိုက်နေသေးတယ်။သူဆိုက်နေတာကိုကြည့်ပြီးမျက်ရည်တော့တလားမိတယ်။အဲ့ဒါကြောင့်မင်းချုပ်ပြီးပြန်လွတ်လိုက်ရတယ်။ဟိုပြောကရဲလီတော့ဤထို့နောက်ကန်တာနဲ့မျက်ရည်ပြီးတရားဟိတ်တာတို့သွားရင် ဥလူလာအားအကျိုးဆောင်ပြပြလိမ့်ဦးဥလူလာကလည်းကြားရတာဝမ်းတာဖို့ကောင်းလိုက်တာကန်တာရင်ဟုပြော၍ကန်တာနဲ့မြည်ရင်အားကော်ဖီကိုကိုယ်တိုင်ဖြော်၍တိုက်လေတော့ဦးကန်တာနဲ့မြည်ရင်လည်းနည်းနည်း၈နာရီလောက်တွင်တရားရိပ်သာမှပျော်ရွှင်ဝမ်းမြောက်စွာ ပြန်ခဲ့ကြလေတော့တည်